အားလုံးပဲမြင်လာပါရှင်ကျမရေးအထောက်ကူပြုဒဲ့ရဲတရားတခုကိုပြပြပေးမှာဖြစ်ပါတယ်မိမိတို့ရဲ့ကျမရေးဟာယောဂဝေဒနာကအကြီးသည့်ဖြစ်စေသေးသည့်ဖြစ်စေကုသနေပါရဲ့နဲ့အကြောင်းမျိုးမျိုးကြောင့်မပြောက်ကင်းမှုဆိုလို့ရှိရင်ကျမတို့ဒီဂမ်မယဒီ login နီးအရာအစာလဲစီစီလဲအစာဓာတ်ရဲတရားတခုအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ဒီရဲရဲအစီရင်ကပြုလို့ဆောင်ရခြင်းအဖြစ် မိမိတို့မှာလက်ရှိမှာတချို့ဆိုလို့ရှိရင်ဝေဒနာကိုစစ်တယ်မပြောင်းကင်းဘူးအာဝေဒနာစစ်တယ်ဝေဒနာမပေါ်ဘူးယောဂါဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော်အကြောင်းမျိုးအကြောင်းဖြစ်တည်နေတဲ့ယောဂါတွေအဲ့တော့အဓိကကတော့အနာနယ်ဆေးတည်သွားစေတယ်ပြီးတော့မိမိတို့ယောဂါဝေဒနာကိုပျောက်ကင်းအောင်ကုသနိုင်တဲ့ဆရာသမားကောင်းနဲ့တွေ့ဆုံစီမှာဖြစ်ပါတယ်ပြုလို့ဆောင်ရရမှာက မိတဲ့နေသားသမီးမျိုးပြုလို့လို့ရတယ်။အဓိကကတော့မိမိတို့ရဲ့လက်ရှိအသက်ရောင်စဲအသက်ကိုဒီခုနှစ်နဲ့စားရပါမယ်။ခုနှစ်နဲ့စားလို့နှစ်ကျွန်းနဲ့နေသားသမီးများအတွက်ပြုလို့ဆောင်ရွက်ဖို့ပြပြပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီခုနှစ်နဲ့စားလို့ကျွန်းနဲ့နေသားသမီးရဲ့တူနဲ့တူတော့မတူဘူး။မတူဘူးဆိုတော့ကုန်ခဲ့တဲ့ဗီဒီယိုဖိုင်တော့ကကျွန်မတစ်ကျွန်းသမားများအတွက် ပြပြပေးထားတာရှိပါတယ်အခုကနှစ်ကျန်းသမားများအတွက်ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့မိမိရဲ့ရောင်စဲအသက်ကိုဒီခုနှစ်နဲ့စားနှစ်ကျန်းတဲ့နေသားသမီးများအတွက်လှည့်ရမယ့်အရေးမျက်နာကမြောက်ရဲ့တဲ့တဲ့ကိုမျက်နာမူရပါမယ်တောက်ကြာနည်းမှာစတင်ပြီးပြုလို့ရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခါကျတော့ပြုလို့ရမယ့်ဒီကျွန်တော်တို့ပြုလို့တဲ့အခါမှာ ။နောက်အဲ့အချိန်ကပြုလုပ်မဲ့အခါပေါ့နော်။၁၀နာရီခွဲရနေပြီးတော့၁၂နာရီတိတိအချိန်မှာပြုလုပ်ရမှာဖြစ်ပါတယ်။အ ਨੇ ဆုံးတပတ်တိတိပြုလုပ်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ဒီတောက်ချာနေမှာစတင်လုပ်မယ်ဆိုလို့ရှိရင်နေ့တွေပြောင်းလဲသွားသလိုအချိန်တွေလည်းမတူညီဘူး။ကျမတို့ကဘာလို့ဆိုတော့အခါနဲ့အစီရင်ပြုလုပ်သွားမယ်ဆိုလို့ရှိရင်ထိရောက်မှုညံဆန်ပါတယ်။အဲ့ဒါကြောင့်မလို့ပေါ့နော်။အဲ့တော့ မီဒီနေမှာမဆိုလှည့်ရမယ့်အရက်ကမြောက်ရဲ့တဲ့တဲ့ကိုဖြစ်ပါတယ်အဲ့တော့စတင်ပြုလုပ်ရမယ့်တောက်ကြနေမှာစတင်ရမယ့်အချိန်က10နာရီဝယ်ရနေ12နာရီတတိမှာ ဖြစ်ပါတယ်အဲ့တော့ဒီဓာတ်စာကကိတ်မုံနဲ့ကော်ဖီဖြစ်ပါတယ်အဲ့တော့တချို့ကကော်ဖီနဲ့မတည့်ဘူးဆိုရင်သူများတို့ကစတိလောက်လေးပေါ့ကော်ဖီစတိလောက်စတိလောက်နဲ့နောက်တစ်ခုကကြတော့ကိတ်မုံနဲ့စားပြီးတော့ဆူတောင်းအောင်မှာဖြစ်ပါတယ် ဲ့တော့ကိုကိုရဲ့ယောဂဝေဒနာတွေပျောက်ကင်းဖို့အနာနဲ့ဆေးတွေးဖို့မိမိကိုပျောက်ကင်းအောင်ဖူးသားနိုင်တဲ့ဆရာကောင်းသမားကောင်းနဲ့တွေးဖို့စွတ်တောင်းပြီးတော့အစီရင်ပြုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့တောက်ကြနေမှာစတင်မယ်ဆိုလို့ရှိရင်စနေနေ့ကြားလို့ရှိလို့ရှိရင်တော့မနက်ပိုင်း6:00ရနေနေပြီးတော့9:00အခွဲအတွေးမှာပြုလုပ်ရမှာဖြစ်ပါတယ်အတော်တွင်ပေါ့6:00နဲ့9:00ရဲ့အတော်တွင်မိသေးချိန်မှာဆိုပြုလုပ်လို့ရတယ်တနင်္ဂနွေနေ့ကြတော့နေ့လေ 12နှစ်မှတနါယီခွဲအတော်တင်းမှာပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်။တနင်္လာနေ့ကမနက်ပိုင်း9နှစ်ခွဲမှ9နှစ်တိတိအချိန်မှာပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်။အင်္ဂါနေ့ကနေ့လယ်တနါယီခွဲကနေ3နှစ်အတော်တွင်မှာပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်။ဗုဒ္ဓဘုနေ့ကြလို့ရှိရင်မနက်ပိုင်း9နှစ်ရနေပြီးတော့10နိုင်ခွဲအတော်တွေမှာပြုလို့ဆောင်ရမှာဖြစ်ပါတယ်။စတာပရင်းနေကြလို့ရှိရင် ညနေပိုင်း3နာရီမှ4နာရီခွဲအတော်တွေနဲ့မှပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီရေရာအစီရင်ကိုပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်အဓိကအနာနယ်ဆေးတွေ့စေတာကုသပျောက်ကင်းမှုလွယ်ကူတာပြီးတော့မလိုအပ်တဲ့ဒီမလိုအပ်ဘဲဖြစ်နေတဲ့ယောဂမျိုးဆိုလို့ရှိရင်လည်းပျောက်ကင်းသွားတာမျိုးတွေကြုံတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ခုနေသားသမီးမိတ်ဆွေတွေအားလုံးအေးချမ်းသာယာပျော်ရွှင်ကြပါစေ။ ယောဂဝေဒနာတွေကင်းရှင်းပြီးတော့စိတ်ဆန္ဒအတိုင်းအေးချမ်းသာမှုတွေရရှိနိုင်ကြပါစေရှင်။